ဒီနေ့တော့ပိတ်ရက်စနေနေ့လေးကိုပြန်ရောက်လာပြီမို့လို့ခွေးလေးတွေကိုအစာကျွေးပါမယ်ရှင်။နီးနားမှာရှိတဲ့ခွေးပိန်ကလေးတွေကိုအစာကျွေးမှာဖြစ်ပါတယ်။ဓမင်းနဲ့ချက်ဦးနဲ့ကိုကျွန်မရောပြလိုက်ပါတယ်။ချက်သားလေးကိုလည်းချင်းလေးနဲ့ချက်သမီးလေးနဲ့ပြပါပါမယ်။အကုန်လုံးချက်ပြီဆိုရင်တော့ကျွန်မအကုန်လုံးတစ်ခါလေးရောနေပါမယ်ရှင်။ဘာလို့ဆရာတော်ဖရာကြီးကဟောပို့ပါလဲ။တိရစံတွေကိုအစာကျွေးတဲ့အခါဘုဒ္ဓနာအစတရားအကျိုးပေးပါတယ်တဲ့။ မတို့အပြင်သွားရင်းနဲ့ပေါ့နော်အဲ့လိုခွေးပိန်ကလေးတွေကိုတွေ့တွေ့နေတော့အဲ့လိုလေးအစာကျွေးကိုစိတ်ကူးရသွားတာပါဒီတစ်ခေါက်လည်းဆိုရင်၃ခါမြောက်ရှိပါပြီရှင်ခွေးလေးတွေကိုစာကျွေးတာပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့ကတော့ကုသိုလ်ကောင်းမှုရွေးရနေလို့အကောင်လုံးလေးကျမရဲ့လူကနာလေးကိုပီတိဖြစ်အောင်လို့ပြောင်းဝေးပေးလိုက်ပါတယ်ရှင် တောင်းလို့ခဲ့တဲ့ဗီဒီယိုလေးကိုလည်းထပ်တင်ပေးပါမို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်အဆုံးဖြတ်ကြည့်ရှုပေးကြတယ်တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်